ဆရာရဲ့မိတ်ဆွေဂျာစာပရိသတ်သမီးမိတ်ဆွေတွေဆရာကိုဘယ်ကကြည့်နေတာလဲဆိုတာ comment လေးတစ်ချက်လောက်ရေးပြသွားကြပါဦးခင်ဗျာယေစုတူပါတယ်ဆရာတို့အရှင်တိတူရေးပြောင်းလာတာအခုဆိုရင်2025ရဲ့3လပိုင်းကိုရောက်လာတော့မယ်3လပိုင်းအတွင်းမှာမိတ်ဆွေဂျာစာပရိသတ်သမီးများမိတ်ဆွေတို့ရဲ့ယင်ထဲမှာလက်ရှိမိတ်ဆွေတို့3လပိုင်းအတွင်းမှာဆိုရင်ဂျာစာပရိသတ်သမီးမိတ်ဆွေများအနေနဲ့မိတ်ဆွေတို့ရဲ့စိတ်ထဲမှာအမ်မိမိအနေနဲ့ဖြစ်ရှင်တဲ့စိတ် ဖြစ်လို့တဲ့စိတ်တော့ရှိနေတယ်သို့တော့ဘယ်ကစတင်ရမှမသိတာမျိုးအဲလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ကိုကိုကိုစိတ်တိုင်းမကြတာမျိုးအားမရတာမျိုးသို့မဟုတ်လို့ရှိရင်ငါတိထပ်ပို့ပြီးတော့မောတန်အောင်မြင်တဲ့စိတ်တွေဖြစ်ပေါ်နေတယ်သို့တော့ ဘာလို့လို့လို့နေမှမသိတာမျိုးကိုကိုကိုစိတ်တိုင်းမကြအားမရတာမျိုးစိတ်ဘဝံမကြဖြစ်နေတတ်တော့လာ စိတ်အားဖြစ်ဆိုလို့ရှိရင်ကိုကိုကို negative ဆန္ဒမျိုးကိုကိုကို confident ပျောက်တတ်တဲ့စိတ်ကလေးတွေကိုကိုကိုဒါကြီးလို့လို့ရင်ဟာအောင်မအောင်မြင်ပါမလားဆိုပြီးတော့နည်းနည်းလေးတွေးဝင်မှုတွေအဲတခုခုဆိုရင်ဒါလေးလုံရင်ကောင်းမလားဆိုပြီးတော့ဒီလိုမျိုးစဉ်းစားတွေးတောနေတော့ကြံ့ကြာနေတော့စိတ်တွေများစွာဖြစ်ပေါ်တတ်ပါတယ်သို့တော့ အဆုံးကိုဖြစ်စေအကောင်းကိုဖြစ်စေမိတ်ဆွေဟာသုံးခါပိုင်းတွင်မှာဆိုရင်ထင်ပေါ်တတ်တယ်ကြော်စောတတ်တယ်ဆိုတာမကောင်းတဲ့ကိစ္စကိုဖြစ်စေကောင်းတဲ့ကိစ္စကိုဖြစ်စေထင်ပေါ်ခြင်းကြော်စောခြင်းဖြစ်ရတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဂျာဇာပရိသတ်သမီးမိတ်ဆွေများအနေနဲ့လူဆိုတဲ့သဘောကလည်းမဟုတ်တဲ့သဘောမှာပုံမူပြီးတော့မြန်တတ်တဲ့သဘောလေးတွေစောင့်နေတဲ့အတွက်ကြောင့်မလို့စိုးတာလေးတွေညံ့တာလေးတွေမဟုတ်တာလေးတွေကိုလှုပ်တဲ့အခါမှာတော့ဖြစ်နိုင်လို့ရှိရင်တတိထားစင်ကျင်ပါတတိထားရနေတော့မှအဲ အသဘောဆောင်တဲ့သဘောဖြစ်တတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဖြစ်နိုင်လို့ရှိရင်ကောင်းတဲ့အရာတွေကောင်းတဲ့အလုပ်ကိုအတတ်နိုင်ဆုံးစူးစမ်းလှုပ်ဆောင်ရင်အဲကောင်းမွန်တဲ့အကြောင်းအရာလေးတွေထင်ပေါ်ကျော်စောရင်တော့အကြောက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်ထို့အတူပဲမိတ်ဆွေလုပ်ငန်းကိန်းကအလုပ်နဲ့ပတ်သက်လို့မပြောမိဘူး ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါဒီသုံးလပိုင်းဆိုတဲ့ကာလအတွင်းမှာကျစားပရိသတ်သမီးမိတ်ဆွေများအနေနဲ့လေနဲ့ပတ်သက်သောအရာလေးတွေအထူးသဖြင့်ဝမ်းပြက်ဝမ်းလျှောတာမျိုးလေးတွေအလေနဲ့ပတ်သက်ပြီးတော့အစာအိမ်လေထိုးလေအောင်လေနာတာမျိုးလေးတွေဒါလေးမျိုးလေးတွေကိုအဖြစ်များတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်သတိထားစင်ကြင်ရလိုအပ်တဲ့ငကိုကယောဂအဟောင်းအခြေခံရှိတဲ့မိတ်ဆွေများအဖို့အစာအိမ်နဲ့ပတ်သက်ပြီးစီးနဲ့ပတ်သက်ပြီးလေနဲ့ပတ်သက်ပြီးအစာရှိတဲ့အရာလေးတွေမှာအထူးပြုဆိုင်စင်ကြင်တင်သောကာလဖြစ်တဲ့ ။တနည်းအားဖြင့်ပြောရရင်ဂျာစာပလီတာသမီးမိတ်ဆွေအသက်40တနှစ်၄၀တနှစ်ကစားလို့အထက်မိတ်ဆွေများအနေနဲ့လေဖြတ်ချင်းနေလေထိုးလေအောင်နေလေနဲ့ပတ်သက်တော့ဝါရောတက်လေအားနေတဲ့အတွက်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာဆိုရင်လေနဲ့ပတ်သက်တော့အရာတွေကိုတာမန်လာတွေတက်တော့ပုံမူပြီးတော့တတိထားပြီးဆိုက်ပြီးတော့စင်ကျင်တဲ့နဲ့အမပေါ်စားဖို့လေလိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီလုံငန်းကိုင်ကန်နဲ့ပတ်သက်ရင် လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်ရင်ဖြစ်နိုင်ရင်လုပ်ငန်းရာထူးနဲ့ပတ်သက်ပြီးတော့ဘာကိုလှုပ်လို့မိတ်ဆွေဟာလုပ်ငန်းစတင်လှုပ်ဆောင်လို့လဲရပါတယ်လှုပ်လို့ရတယ်အဲအစိုးရဝန်ထမ်းလှုပ်လို့လို့ရှင်လဲနိုင်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ပုံမှန်အဖြစ်တော့ဒီရတဲ့ဒီတလဟာ ဘာကိုလှုပ်လို့ကိုယ့်ကိုလိုက်ပြီးတော့အပြိုင်ဆိုင်တွေအတိုက်ခိုက်တွေများနေတာမျိုးဘာကိုလှုပ်လို့တေးကြတယ်ကိုယ့်အကိုထိုင်နေရင်တော့လိုက်ပြိုင်နေတတ်တဲ့သူမျိုးတွေနဲ့ကြုံရတဲ့အတွက်တော့ဒီလတာတော့ဒီမှာဂျာဇာပိသသမီးမိတ်ဆွေများအဖို့အပြိုင်ဆိုင်အတိုက်ခိုက်တွေကိုအဲ အနှဲငယ်မှာမဟုတ်အနှဲငယ်တာနဲ့များတာပဲကွာလိမ့်မယ်။ဘာကိုဖြစ်ဖြစ်မိမိကိုပြိုင်ဆိုင်နေတဲ့လူတွေနဲ့ကြုံရတာမျိုးဖြစ်စေဒါပေမဲ့မိတ်ဆွေအနေနဲ့ဇွဲစုကလေးနဲ့မှန်မှန်ကလေးသာလုပ်ပါ။ဒါဆိုရင်မိတ်ဆွေရဲ့အပြိုင်ဆိုင်နေတာအလိုလိုကိုမမြဲပဲနဲ့လွင့်ထွက်သွားမယ်လအပတ်တာဖြစ်ပါတယ်။ထို့ပြင်ကိုယ်ပိုင်လုပ်ငန်းလှုပ်ဆောင်လို့တဲ့မိတ်ဆွေများဖြစ်နိုင်လို့ရှိရင်တော့ အဲအရန်ကြီးတလုံးတစ်ခဲကြီးစတင်လှုပ်ဆောင်လို့ရဲမိတ်ဆွေများအနေနဲ့ကတော့ဒီကာလအတော်အတွင်းမှာတဦးတည်းတယောက်တည်းလှုပ်ဆောင်ခြင်းထက်ဆက်တူလုပ်ငန်းတွေအကျိုးပေးတယ်စားတော့ကုန်လုပ်ငန်းတွေအကျိုးပေးတယ်ပေါင်းစုစုဝေးလောရတဲ့အလုပ်ငန်းတွေအကျိုးပေးတယ်အဆုရှယ်ယာလုပ်ငန်းနဲ့ပတ်သက်တာတွေအကျိုးပေးတယ်သို့တော်ကိုတယောက်တည်းတူရဲအာမခံပြီးတော့ဥဆောင်ပြီးတော့လောက်ရမဲ့လုပ်ငန်းတွေနဲ့ပတ်သက်လာရင်တော့ငကောကထပ်ပို့ပြီးတော့ဂယုဆိုင်တတိထားတင်တော့ကာလာဖြစ်တယ် တဖက်လက်သားသာသမိကိစ္စလေးတွေကြောင်းနည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တဲ့အတွက်ကိုကလက်လွှဲပြီးတော့သူများကို ကိုကသူများနှာခေါင်းပေါင်းနဲ့အသက်ရှူမဲ့အလုပ်တွေကိုတတိထားဆင်ញင်ရန်လိုအပ်တယ်ခမ။ဘာလို့လဲဆိုတော့ဆိုလိုချင်တဲ့အဖြစ်ပဲကကိုကတော့တာမန်အရှင်ကြီးမှာတော့ကိုယ့်ရဲ့ management plan ကကောင်းလို့ဒါကိုလုပ်တာကိုလုပ်တာကိုလုပ်ဆိုပေမဲ့ဒီလာတော့တွေ့မှာဆိုရင်မိတ်ဆွေတို့အနေနဲ့အဲလူယုံလွဲတာမျိုးဖြစ်စေကိုကဟာအမခံပြီးတော့လုပ်ပြီးမယ်လို့ပြောပြီးတော့တစ်ဖက်မှာကိုကပြန်မစစ်လိုက်မကြည့်လိုက်ဖဲနဲ့လွှဲလိုက်တာမျိုးလေးတွေဟာအကြံအကြာလေးတွေပေါ်ပြီးစကားမရပြီးမလိုလားအပ်တဲ့ပြဿနာလေးတွေပေါ်တက်တဲ့အတွက်ကိုယ့်ရဲ့အတိုင်းအတာတကြော်ပြီးတော့ဘယ်သူမှ ယုံကြည်ပြီးတော့လှုပ်ဆောင်ရမသိဘူးအဆဆအယယဒီလာတာတော့ဒီမှာဆိုလို့ရှိရင်တော့ဟိုမိတ်ဆွေတို့အနေနဲ့အဲမိမိရမထင်မှာပဲပေါ်ဆမှုလေးကြောင့်ဖြစ်စေဩော်ဒါလေးတော့ရမှာပါလေးဆိုတဲ့ကိစ္စလေးတွေမှာမထင်မှာပဲအဲအဆဆစ်ဆစ်ဆဆန်နဲ့တိတိကျကျလှုပ်ဖို့လိုအပ်တယ်။တနည်းအားဖြင့်ပြောရရင်ဂျာစာဘေးသားသမီးတော်တော်များများဟာအဲ စေဆက်တာအားနေကြတယ်အထူးသဖြင့်ကြာစာပရိတ်တော်မဲများဟာအကြီးကြီးတွေမှန်ကြတယ်အဲတေးသေးလေးပွားပွားလေးမှားပွားလေးကိုစိတ်မဝင်စားကြဘူးသို့တော့ဒီလာတာတော့ဒီမှာဆိုရင်မိတ်ဆွေတို့အနေနဲ့စစ်စစ်ဆက်ဆက်နဲ့တခုခုကိုလှုပ်တဲ့အခါမှာတော့အနုစိတ်အသေးစိတ်လှုပ်ဆောင်မှသာအဲဟိုဆွနာလို့ပေါ့အပြောမခံရတော့အတိုက်ခိုက်အပြန်ဆိုင်กินတော့အပတ်တာဖြစ်ပါလိမ့်မယ် ်ထို့အပြင်တဦးနဲ့တယောက်တည်းလှုပ်ဆောင်ခြင်းထက်အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့ကိုကိုကဥဆောင်ပြီးတော့အာမခံပြီးတော့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လို့ဘာသာရေးဆိုင်ရာတွေမှာဒီဖျားကြီးတဲရအောင်ငါတော့အာမခံပြီးတော့ဒီလုပ်ငန်းကြီးလုပ်အောင်ငါငွေကြိုင်မယ်ဆိုတဲ့စည်းရင်းကြိုင်မယ်ဆိုတာမျိုးတွေဖြစ်နိုင်လို့ရှိရင်ထပ်နိုင်စုံချောင်ပြီးတော့လှုပ်ဆောင်ပေးစေလိုပါတယ်ထို့အတူမိတ်ဆွေတို့အနေနဲ့ညီကိုမောင်နှမတွေ အဲ့အကူအညီကိုရယူပါစက်တူလုပ်ငန်းတွေအဖွဲ့အစည်းသင်းဖွဲ့နဲ့ပတ်သက်တာတွေကိုကိုယ်တိုင်အမိနာမခံပြီးဥမဆောင်ရသောလုပ်ငန်းတွေအအကျိုးပေးအားသာပါတယ်ထို့အထူးမိတ်ဆွေတို့အနေနဲ့အကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ဖော်ပြပေးပါစီ ဒီလတာအတော်တွင်မှာဆိုရင်ကျစားပရိသတ်သမီးမိတ်ဆွေတွေကစားတောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်။စံစီစေဝါဆက်ပစ္စည်းနဲ့ပတ်သက်တာတွေအကျိုးပေးတယ်။အဲထို့အတူပဲကိုပိုင်လုပ်ငန်းတွေအကျိုးပေးတယ်။အဲခရီးသွားလာမှုဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။ပြည်တွင်းခရီးသွားနဲ့ပတ်သက်ပြီးတော့အကျိုးပေးတယ်။ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်။ကွန်ပျူတာယင်ဆက်ပစ္စည်း အစရှိတဲ့လုပ်ငန်းတွေအစာရေးကိရိယာလုပ်ငန်းတွေအစာစီစာရိုက်လုပ်ငန်းတွေခြံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းတွေအစရှိတဲ့လုပ်ငန်းတွေမှာရှေ့တိုးဆောင်ရွက်အားသာကောင်းမှုအတိုးပေးပါတယ်အကျိုးပေးစေပါတယ်ခမရထို့အပြင်မိတ်ဆွေတို့အနေနဲ့ပညာရေးနဲ့ပတ်သက်လာရင်လေကိုကသင်ယူလေ့လာသလောက်ကိုတက်မြောက်ပြီးတော့ပညာရက်ကြောင် ထူးချွန်ခြင်းကြော်စောခြင်းနဲ့ဂုဏ်သတင်းကြီးခြင်းတွေကြုံရတတ်တဲ့အတွက်ပညာရေးနဲ့ပတ်သက်လာတဲ့အခါဘာလို့ဖြစ်ဖြစ်လောကီမှာဖြစ်စေလောကုတ္တရာမှာဖြစ်စေတိုးတက်အောင်ဆန်းဆောင်နိုင်ပါတယ်။ဒါအပြင်အမှုပညာဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။အစိုးအခအရေးအတိရုပ်ရှင်ဗဟုဗေဒင်ပိဒစံကြံသရုပ်ဆောင်အမှုပညာသူခုမနဲ့ပတ်သက်သောလုပ်ငန်းတွေမှာအကျိုးပေးပါတယ်။ပြီးတဲ့အခါမိမိရဲ့ကိုယ်ပိုင်တဲလန့်ရှိတဲ့မိတ်ဆွေများကိုယ်ပိုင်တဲလန့်နဲ့ပတ်သက်ပြီးတော့စတင်လှုပ်ဆောင်ရင်အတွက်အကျိုးပေးသောကာလအပိုင်းခြားအပတ်တာမျိုးဖြစ်ပါတယ်ခင်ဗျာ။ ာထို့အပြင်မိတ်ဆွေတို့အနေနဲ့တဦးတည်းတယောက်တည်းလှုပ်ဆောင်ခြင်းထက်ဆက်တူလှုပ်တာမျိုးပေါင်းစုလှုပ်တာမျိုးတွေကပို့ပြီးတော့အားသာကောင်းမှုပြီးတော့အကျိုးပြုစေတော့လာဖြစ်ပါတယ်။ ထို့အပြင်ပဲအဆက်အသွယ်ပြတ်နေတဲ့ညီကိုမောင်နှမတွေတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေဒီကာလမှာကိုကအဥဆောင်ပြီးတော့ဖြည့်ရှင်းပြီးတော့ညှင်းနိုင်ဆောင်ရွက်လှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့အကျိုးပေးစေတော့လာဖြစ်ပါတယ်ဒါအပြင်တယောက်နဲ့တယောက်တုံးနဲ့တူအပြန်အလှန်နွေ့နွေ့ထွေးထွေးရှိစေပါတယ်မိတ်ဆွေအစ်အပေါင်းအစ်တွေရရှိတတ်တယ်လို့မိတ်ဆွေဟောင်းအပေါင်းအစ်ဟောင်းတွေရဲ့အကူအညီကိုလည်းရရှိတတ်တော့ကာလဖြစ်ပါတယ်ဖြစ်နိုင်ရင်ကြာစာပရိသတ်သမီးတွေဟာဒီလတာဟာအဲမိမိတို့အနေနဲ့ ိုလူငယ်တွေဆိုရင်သမီးစားများနေနမမိရှစ်တော့မျက်နှိုးတော့သူကိုရဲရဲကြီးဖွင့်ပြောပြောဆိုတာမျိုးတွေဟာအာသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ထို့အပြင် အပြိုကြီးလူပြိုကြီးတွေမထင်မှဖက်နဲ့ရီးစားရတာမျိုးအိမ်အောင်ကြတာမျိုးမျိုးမေတ္တာရေးစမ်းအရှိရေးစမ်းနဲ့ပတ်သက်လာရင်အာသာကောင်းမှုပြီးတော့ငကူကတာမန်ကရှိနေထက်တော့ပို့ပြီးတော့တိုးတက်နိုင်တဲ့အတွက်တော့ဂျန်စာပရိသသမီးမိတ်ဆွေများဒီအပတ်တာတော်တင်မှာဆိုရင်မေတ္တာရေးစမ်းအရှိရေးနဲ့ပတ်သက်လာရင်လိုအပ်ရင်လိုအပ်တယ်လို့ဆွဲယူအသုံးချပြီးတော့စကားဖောင်ဖွဲ့ပြောရင် ြောတတ်သလောက်ကိုစွန့်သောကာလဖြစ်ပါတယ်ထို့အတူတမီးစားများအနေနဲ့တဦးနဲ့တဦးတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေနားလည်မှုလွဲနေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်ပါတယ်သို့သောဟိုမိမိရဲ့အရှည်ရင်းနဲ့ပတ်သက်ပြီးတော့အစင်မပြေနိုင်တာနှစ်ချက်ပဲရှိတယ်နံပါတ်၁တစ်ချက်ကတော့မိမိတို့ရဲ့အရှည်ရင်းနဲ့ပတ်သက်လာတဲ့အခါမှာအိမ်အောင်ပြုရန်တိုင်းမင်ကမှာ ပြဒနာကတော့ကစားလေးတွေပေါ်လာရတာမျိုးလေးတွေနဲ့ပတ်သက်ပြီးတော့တတိထားဆင်ကျင်နေပါတယ်ထို့အတူပဲအမျိုးသားတဦးတယောက်အကြောင်းသို့မဟုတ်လို့ရှင်အမျိုးသမီးတဦးတယောက်အကြောင်းကိုအဲဟိုဒဇင်းတယောက်အကြောင်းကိုပြောဆိုပြီးအကြောင်းပြုပြီးတော့ပြဒနာတွေညာများရတာမျိုးတွေအဲစကားအငင်းခုန်ဖြစ်ရတာမျိုးတွေကလွင်ကျန်တာတော့ဆူဆူဝါးဝါးပါမှမရှိလာပါဘူးသို့တော့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာရုလုပ်ငန်းတိုးတက်ဖို့အတွက်တော့ မျော်လင့်မနေပါနဲ့ယာတုတို့ဖို့တဲ့ယာတုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့မြဲအောင်နဲ့အတိုက်ခိုက်ကင်းအောင်ဂိမ်းဆိုင်ရမယ့်ကာလဖြစ်တဲ့အတွက်ယာတုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာတုတို့ဖို့ယာတုတက်ဖို့ကံရဲ့အားနည်းမှုတွေနည်းနည်းလေးရရှိနေတော်လာဖြစ်တဲ့အတွက်ဒီကာလမှာမစင်းစားတာကောင်းပါလေအကယ်၍ယာတုလုပ်ငန်းကိုင်ငန်းမထင်မှာပဲတိုးတက်ခဲ့ရင်တော့နေရာထိုင်ခြင်းအစ်စ်အလုံးအစ်စ်မှာအသားမကျတာမျိုးလေးတွေကြောင့်စိတ်တိုင်းမကျဘဝင်မကျတာမျိုးလေးများစွာဖြစ်ပေါ်ရတတ်တော်လာဖြစ်ပါတယ် နိုင်ငံခြားခရီးသွားနဲ့ပတ်သက်လာတဲ့အခါခရီးသွားလုပ်ငန်းဆိုင်ရာလေးတွေကိုကြီးလိုက်တဲ့အခါမှာဒီလမှာဂျာစာဗီဇာသမီးတွေဟာပြည်တွင်းခရီးသွားနဲ့ပတ်သက်ရင်တော့ဘာဘာဆိုရင်စရာမရှိဘူးသွားလို့ရပါမယ်ပြည်ပခရီးသွားနဲ့ပတ်သက်လို့ပတ်စပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်လို့နေရာထိုင်ခင်းမြေယာကိစ္စနဲ့ပတ်သက်လာတဲ့အခါမှာတော့အားနည်းစီတော့လာဖြစ်ပါတယ်ဒါကြောင့်မလို့ မိတ်ဆွေတို့အနေနဲ့ပတ်စပို့ဆိုင်ရာလုပ်ငန်းတွေနိုင်ငံခြားပတ်စပို့ဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်လာတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့တစ်ချိန်တစ်ချိန်နဲ့ပို့ပြီးကြိုးစားကြမှာရရှိတာမျိုးလေးတွေဖြစ်ရတတ်တယ်။ထို့အပြင်နေရာတိုင်းနဲ့ပတ်သက်ပြီးတော့အစာဦးအိုးအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးတော့ဝယ်တာရောင်းတာဖြောင်းတာရွှေ့ရအတက်နိုင်ဆုံးအတိုက်ခိုက်တွေတွေတတိထားတင်တော်လာဖြစ်ပါတယ်ထို့အတူပဲလုပ်ငန်းသူအလုပ်သူတွေသို့မဟုတ်မိမိလုပ်ငန်းအတွင်းကနေထွက်သွားပြီးတော့တန်ွယ်စင်တင်တန်စင်ွယ်တက် တပင်ထောင်တာမျိုးတွေဒီလိုမျိုးတွေလုတ်ပြီးတော့အခါကျတော့ကိုယ့်ကိုလိုက်ပြီးတော့ကိုယ်မွေးခဲ့မြောက်ကကိုယ်ပြန်လျှောက်တယ်လို့ဂျုံကတက်တဲ့အတွက်ကြောင့်မလို့ရစာပရိသတ်မိမိတ်ဆွေတွေနေနဲ့ဒီရဲ့အပတ်တာလာအတွင်းမှာဆိုလို့ရှိရင်ကိုယ်ပိုင်လုပ်ငန်းလုပ်နဲ့ပတ်သက်လာတဲ့အခါမှာအပြောင်းရွှေ့အပြောင်းလဲလေးတွေမလုပ်ပါနဲ့ဖြစ်နိုင်လို့ရှိရင်နေရာတိုင်းကြီးရာထူးလုပ်ငန်းကိုင်ကန်နဲ့ပတ်သက်ရင်အတက်နိုင်ဆုံးလှုပ်လှုပ်ရှားရှားမလုပ်တာကောင်းတယ် passport visa လုပ်ငန်းနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်လာရင်တော့ဖြစ်နိုင်ရင် အဲလူယုံမလွယ်ပါနဲ့ထို့တူပဲဖြစ်နိုင်လို့ရှိရင်ဥပမာပေါ့အလုတ်ဆိုရင်လည်းနှစ်ခုလောက်ချိန်သွားတာမျိုးအဲတစ်ဖက်မှာဒါလေးမှအဆင်မပြေရင်ဒါလေးလုံမယ်ဆိုတော့ plan A ပြီးရင် plan B ရှိဖို့တော့လိုအပ်ပါတယ်မဟုတ်ရင်အကြံအကြအခက်အခဲလေးတွေကြုံရတာမျိုးလေးတွေဖြစ်အပ်တယ်လို့ဂယုဆိုင်စင်ခြင်းတင်တော့အပတ်တာဖြစ်ပါတယ်နဂူကအိမ်တော်ကြီးနဲ့ပတ်သက်လာရင်အဆက်အသွယ်ပြတ်နေသူတွေဝေးကွာနေသူတွေတယောက်နဲ့တယောက်တူးနဲ့တူးနားလည်မှုလွဲနေတော့မိတ်ဆွေများဖို့ဒီကာလအတော်အတွင်းမှာတော့ဖြစ်နိုင်ရင်အဲ အစဉ်ပြေခြင်းနဲ့မိတ်ဆွေများဖို့တော့အစဉ်ပြေအောင်ကြိုးစားစမ်းဆောင်နိုင်သောကာလဖြစ်ပြီးတော့ဆရာသမားတယောက်ယောက်တဦးတယောက်ရဲ့အကူအညီဆွေမျိုးမကင်းသောအမျိုးဆွေတဦးတယောက်ရဲ့အကူအညီနဲ့ဖြည့်ချင်းညီနိုင်ရင်ဘလောက်ပဲခက်ခဲတင်းမာနေတဲ့ကိစ္စမျိုးကိုမဆိုအိမ်အောင်ရှင်များဖို့ကတော့ပြန်လဲအေးချမ်းပြီးတော့တင်းမြတ်မဲ့အပတ်တာကို ရရှိတတ်သောလဖြစ်ပါတယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီရဲ့လအတွင်းမှာဆိုရင်အိမ်ောင်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာငကူကအစင်အဆက်အသွယ်ပြောင်းနေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်ပါတယ်။အဝေးမှာအဆက်အသွယ်ရုတ်တရက်ပြောင်းနေတဲ့သူတွေပျောက်သောသူချာလင်တွေ့မဲ့အပတ္တအပိုင်းခြားကာလကိုရရှိတတ်သောကာလဖြစ်ပါတယ်။အထက်လူကြီးအကြီးအကဲနဲ့ပတ်သက်ပြီးတော့ စကားရှိတင်များရတာမျိုးလေးတွေဖြစ်စေမိမိပါဝင်ခြင်းမှာရှိတဲ့အမျိုးအစုကိုတက်အသက်အားဖြင့်ဂုံအားဖြင့်လုပ်ငန်းအားဖြင့်ယာတုအားဖြင့်ကြီးမားသော သူတွေနဲ့ပတ်သက်ပြီးတော့အဲမတော်ဟိုဆွနာလိုအနှဲငယ်အရှိတင်စကားပြောဆိုရတာမျိုးညှင်းခုံရတာမျိုးတွေကြုံရတတ်ပါတယ်ထို့အတူပဲလုပ်ငန်းယာတုနဲ့ပတ်သက်ရင် အထက်လူကြီးရဲ့ဖိအားပေးခြင်းမျိုးတွေကြောင့်စိတ်မပြောမရွှင်မရှမ်းမမေ့ဖြစ်ရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တော့ဂျန်စာပရိသသမီးမိတ်ဆွေတွေကဒီလာတာတော့တင်မှာဆိုရင်တော့ဖြစ်နိုင်လို့ရှိရင် အဲဟိုဖြစ်နိုင်လို့ရှိရင်အတတ်နိုင်ဆုံးလူကြီးတွေနဲ့အကြီးအကဲတွေနဲ့စကားပြောတဲ့အခါမှာ view size စင်ကြင်သတိထားပြီးရန်လိုအပ်သောလအပတ်တာအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီလတာအတော်တွင်မှာဆိုရင်သတိထားစင်ကြင်ရမယ့်အရာအနေနဲ့ဆိုရင်တော့အနက်ရောင်အဖြူရောင်တွေအထက်အောက်အနက်ရောင်တွေအထက်အောက်အဖြူရောင်တွေမှာအတတ်နိုင်ဆုံးမဝစ်စင်ပါနဲ့သတိထားစင်ကြင်ပေးဖို့လိုအပ်ပါတယ်ဒါအပြင်အရေးကြီးတဲ့ကိစ္စတွေကို 17ရက်12ရက်13ရက်14ရက်ဒီရက်4ရက်တာအတော်တွင်မှာတော့လအလေအတော်တွင်မှာတော့ဖြစ်နိုင်လို့ရှိရင်မဆပြင်မလို့ဆောင်ပါနဲ့ကံရဲ့အားနည်းမှုကိုရရှိတတ်သောလဖြစ်တဲ့အတွက်ကြောင့်မလို့အတတ်နိုင်ဆုံးလူလာထပ်ပို့ပြီးတော့ဂယူဆိုင်ပါအရေးကြီးသောကိစ္စအဆုံးဖြတ်ချက်တွေကိုမဆုံးဖြတ်ပါနဲ့ငွေကြီးနဲ့ပတ်သက်လာရင်တော့ငွေကားလက်လွန်ထားသောငွေကြီးတွေကိုပြန်လည်တောင်းမှရဲရဲဝံ့ဝံ့တောင်းမှမထင်မှတ်ထားသောငွေကြီးတွေတော့မှပြန်လည်ရရှိရတတ်သလို့ ညီကောင်မတွေရဲ့ပတ်သက်လို့ငွေကြေးကိစ္စတွေအကူအညီရရှိတတ်တယ်ထို့အပြင်မိဟောင်းဆွေဟောင်းမိသစ်ဆွေသစ်တွေရဲ့ငွေကြေးအထောက်အကူတွေအကြောင်းပြုပြီးတော့ဝင်လာတတ်တယ်စက်တူလုပ်ငန်းတွေစေတနာကိစ္စတွေအများဆိုင်ရာကိစ္စတွေဘာသာရေးဆိုင်ရာကိစ္စတွေအကြောင်းကိုမှအဲမျက်နှာပွင့်လန်းရတာမျိုးလူထင်ကြီးခံရတတ်တော့လာလဲဖြစ်ပါတယ်တို့အပြင်မိဆွေတို့အနေနဲ့ဖြစ်နိုင်ရင် အမခံကိစ္စတွေမလွယ်ပါနဲ့။အိုးအိမ်ရှမ်းမီမီယာနဲ့ပတ်သက်လို့ရှိရင်ညံ့ပါတယ်။အမှုကိစ္စအမွေကိစ္စဖြစ်နေရင်ဖြစ်နိုင်လို့ရှိရင်ဒီကလာမှာကိုကိုတိုင်ဥစည်းဥဆောင်မလုပ်ပါနဲ့။ဒီလာတာအတော်တွေမှာညံ့ပါတယ်။ထို့အပြင်အမှုဖြစ်နေသူတွေ အစွမ်းနာလို့ပေါ့သူများရဲ့ဓာခုတ်ရကြလက်ဝင်သွားမရှုံမိစေနဲ့ဖြစ်နိုင်လို့ရှိရင်အမှုဖြစ်နေတဲ့သူတွေအဲဆွမ်းနာလို့ပေါ့အပူတော့ကများလေဟိုပြဿနာတစ်ခုခုကိုတစုံတရာကိုကိုကလာကွာငါအိမ်လာငါဖြည့်ရှင်းပြီမယ်ဆိုတာမျိုးလေးတွေဟာမိတ်ဆွေကိုအဲ့ဒီအပူကကူးဆက်တဲ့ကြောင်းတတိထားစင်ကြီးရန်လိုအပ်ပါလေခင်ဗျာမိသားစုနဲ့ပတ်သက်လို့အိမ်တွင်းရေးနဲ့ပတ်သက်လို့နားလည်မှု လွဲနေရင်ဒီကာလတော့တည်းမှာတယောက်နဲ့တယောက်တူနဲ့တူနားလည်မှုလွဲနေတာကိုသိမြတ်အောင်ကိုကစွမ်းဆောင်နိုင်တော့ လဖြစ်ပါတယ်ဆိုတဲ့အကြောင်းဆရာကပြောလို့ပါတယ်ဒီလကြအတော်တွင်မှာတတိထားစင်ကျင်ရမယ်နေသားအနေနဲ့ဆိုရင်တော့ဘာကိုလှုပ်လို့တနည်းကနေသားသမီးတွေနဲ့တွဲဖက်လုပ်တာဟာကံရဲ့အားနည်းမှုကိုရရှိစေတယ်လို့တောင်ဆူဆူရက်ကိုခရီးထွက်တာဟာမိတ်ဆွေတို့ရဲ့ကံကိုညှက်စေပါတယ်အကျိုးပေးအားသာစေသောအရာများကိုဆက်လက်ပေါ်ပြပေးရစီ ဇန်ကနာပြည်တဲ့မြေကြီးရင်ခွန်ကိုတုံညာ2ကိုတုံညာလေးတက်လျှောက်7902904116 WF Telegram Viber မှာဆက်သွယ်မိများနိုင်ပါတယ်ဆရာ TikTok account Messenger ကနေဧည့်သည်လက်မခံပါဘူးခင်ဗျာဒါလေးတစ်ခုလက်သတိပေးလိုက်ပါသေးခင်ဗျာမိတ်ဆွေတို့အနေနဲ့ဒီရက်လအတွင်းမှာဂျာစာပိသသမီးမိတ်ဆွေများအနေနဲ့3ခန်း2ခန်း ခုနှစ်ကနားဟာမိတ်ဆွေတို့ရဲ့ကံကိုအကျိုးပြုကောင်းမှုပြီးတော့အားသာစေပါတယ်အကျိုးပေးသောအယောင်နေနဲ့ဆိုရင်အစိမ်းရောင်အပြာရောင်အပန်းရောင်တွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစေပါတယ် အကျိုးပေးစီသောဏိသားအနေနဲ့ဆိုရင်တော့ဂျာဇာပရိသသမီးချင်းတွဲလို့တာမျိုးဖြစ်စေအင်္ဂါသသမီးချင်းတွဲလို့တာမျိုးဖြစ်စေအကျိုးပြုအားသာပြီးတော့တိုးတက်နိုင်ပါတယ်အရေးကြီးသောကိစ္စရက်ဒီကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြရင်မိမိရဲ့အတွင်းရေးကိစ္စခီးထွက်မှုကိစ္စလုံခြုံမှုကိစ္စအေးချမ်းမှုကိစ္စတွေနဲ့ပတ်သက်ပြီးတော့စီစဉ်မယ်ဆိုရင်တော့တောက်ကြသသမီးတောက်ကြနေတွေမှာဖြစ်စေတောက်ကြသသမီးတွေနဲ့ဖြစ်စေအကူအညီပေါင်းစုပြီးတော့လှုပ်ဆောင်ရင်အကြံဉာဏ်ကောင်းမှုရရှိတတ်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းကိုင်ကအလုပ်နဲ့ပတ်သက်လို့အယုံလွှဲခြင်းတယ် အဲကိုကဥမဆောင်နိုင်မင်းနဲ့တပါတုံတူတရက်ကိုဥဆောင်ခိုင်းမယ်ဆိုရင်တော့ဖြင့်တနင်္လာသာသမီရဲ့အကူအညီကိုရရှိအောင်စွမ်းဆောင်နိုင်သောအပတ္တာကာလဖြစ်ပြီးတော့ငွေကြီးကိစ္စဆိုင်ရာကိစ္စတွေကိုအရှိစူးစူးရက်တို့နော်ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့စန်းတီယာအရက်ကတော့မြောက်စူးစူးရက်ဖြစ်ပါတယ်ဒီလိုက်တာတော်တွင်မှာအကျိုးပေးစေသော နော်ဟိုဒီလတာတော်တယ်မှာဆိုဘာကြံသေးတော့ဒီလဒီတလတာတော်တယ်မှာမိတ်ဆွေတို့အနေနဲ့စာပေးသမီးမိတ်ဆွေများအရေးကြီးသောကိစ္စများကိုပြုမှုဆောင်ရွက်တဲ့အခါမှာလိုရာကိစ္စမပြုမီမှာမိမိရဲ့နော်မိမိရဲ့လိုရာကိစ္စမပြုမီမှာမိမိရဲ့အိမ်ရဲ့ဝင်ပေါက်မှာအမွှေးနှံ့တာလေးစွဖြန်းပြီးတော့မေတ္တာပို့ပြီးတော့လိုရာကိစ္စကိုပြုမှုဆောင်ရွက်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိတတ်ပါတယ်ခင်ဗျာအဋိဋ္ဌံပြုလုပ်လို့တဲ့ဇာစာပေးသမီးမိတ်ဆွေများအဋိဋ္ဌံပြုလုပ်လို့တပဆိုရင်တော့ဖြင့် 24ပဋ္ဌာန်းကို၄ရက်တီတီကိုเนาะတနေ့ကိုမနှက်ညတကယ်ခက်ခဲကြုံနေမနှက်တစ်ခေါက်ညတစ်ခေါက်မနှက်တစ်ခေါက်ညတစ်ခေါက်ဆိုပြီးတော့၄ရက်ဇတိုက်တီတီအဋိဌံပြူပါပြူတဲ့အခါမိမိဆုံးတဲ့ရက်ကိုတော့မိမိရဲ့မွေးနေ့မှာဆုံးမှာ၄ရက်အဋိဌံဝင်လိုက်တယ်ဗျာကြာသာပိသသမီးနဝင်းကြိုက်သွားတဲ့သဘောလိုဒါမှတ်လိုက်နော်အဲ့ဒီလိုအဋိဌံပြူပါကအောင်မြင်ခြင်းနဲ့အပူသောကလိုင်းထန်နေရင်အဖြတ်တော်ဝင်တတ်တယ်အောင်မြင်အောင်လုပ်ပါဒါဆိုရင်အစဉ်ပြေစွမ်းဆောင်ပြီးတော့ တိုးတက်နိုင်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွေအယောင်းဖတ်စီပြီးတော့အယောင်းဝယ်ကောင်းစီရလို့ငါမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုဆရာတို့ဖဲချက်ကလေးမှာဖဲချက်တွေမှာပါတတ်တဲ့အေဆိုတဲ့ထုတ်လေးအဲ့တော့ အဲဆိုတဲ့ထုတ်ဒီတမမှာစပိန်တက်လေးကိုပြောတာเนาะအဲစပိန်တက်လေးကိုပြောတာဆိုလို့အနက်ရောက်တကယ်လို့မှမရှိဘူးဆိုလို့ရှိရင်ဆရာတို့လေးတောင်ပေါ့เนาะဖဲချက်ဆိုင်တဲ့တန်ရှိတော့အဲဒီလိုကတ်လေးမှဆရာတို့ A ဆိုပြီးတော့ရေးလိုက်တဘောကတော့ A လို့ပြရေးလိုက်เนาะ A လို့ရေးပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အနက်ရောက်နဲ့ရေးခိုင်းတာเนาะစပိန်တက်ဆိုတာဆရာဥပမာပြောတာเนาะအနက်ရောက်ကလေးနဲ့ A လို့ရေးပါ A လို့ရေးပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းရောင်းဝယ်ရေးပစ္စည်းတွေကိုမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းရောင်းဝယ်ရေးပစ္စည်းတွေမှာရိုက်ပုတ်ထိတွေ့ပြီးတဲ့အခါရောင်းကောင်းပါစေဆိုပြီးတော့ စက်ခွန်နှခေါက်တိတိရောင်းကောင်းပါစေရောင်းထွက်ပါစေဆိုပြီးတော့စက်ခွန်နှခေါက်တိတိပြောဆိုပြီးတော့တော့ဟိုတစိမ့်တယောက်ကိုမဟုတ်ပဲနဲ့မိမိအနေနဲ့တော့ကလေးတယောက်သားသမီးတယောက်ကိုဟိုတခုခိုင်းနေတဲ့အတိုင်းတော့ဝဲသူကိုလာခေါ်ပါစေလို့ပဲပြောပြောဒီလိုမျိုးနဲ့ရိုက်ဖို့ထိတွေ့ပါစက်ခွန်နှချက်တိတိရိုက်ဖို့ထိတွေ့ပါအယံခက်ခဲရောင်းမဖို့ကြံ့ကြာနေတဲ့မိတ်ဆွေများတောင်ဒီရဲ့အပတ်တာတော်တော်ဒီမှာအယောင်းသူအယောင်းထက်လာပါလိမ့်မယ် အဆဆရရအစဉ်ပြေစီပြီးကြာစာပိသမီမိတ်ဆွေများငွေကြီးကံအားကောင်းဇေယံအတွက်ပြုလုပ်ရမယ့်ရေတရာအနေနဲ့ဆိုရင်တော့ဆရာတို့ကွန်းရွတ်တရွတ်ထဲမှာ ခွန်ရွက်တရွက်ထဲမှာနော်ဒါကပုံမှန်စားနေကြဆိုဆန့်ကျင်လာဟိုဘက်ကိုလန်လိုက်ခွန်ရွက်တရွက်ထဲမှာနော်ခွန်ရွက်တရွက်ထဲမှာလက်ညိုးကလေးနဲ့နော်လက်ညိုးကလေးနဲ့ထုံးလေးနဲ့စဒါဘဝလို့ပဲရေးမလုံးဝမထင်လဲစိတ်ထဲမှာကိုကစထဘဝပေါ်ရပြီနော်ထုံးလေးနဲ့စထဘဝလို့ရေးရေးပြီးတဲ့အခါခွန်တီစိတ်ကလေးခွန်တီစိတ်ကလေးခုနစိတ်ကိုနော်ခုနစိတ်ကိုဟိုစွမ်းလာလို့ပေါ့ဟိုတင်တင်ပြီးတဲ့အခါလက်ဖက်လေးနဲ့ငယ်ထဲပါဆရာပြန်ပြောပြမယ်နော်အဲ ကွန်ရွက်ကလေးတရွက်ကိုတာမန်စားတဲ့သူရဲ့ဆက်ညက်ပတ်အလျှောပတ်ပေါ့နော်အဲ့ဒါကိုယူယူပြီးတော့စားထားပါဝါလက်ညိုးလေးနဲ့ရေးရေးပြီးတဲ့အခါကျလို့ရှိရင်ကွန်သီးစိတ်လေးခုနှစ်စိတ်ထဲလက်ဖက်ကလေးနှင်းငယ်အသားကြီးပဲစီမပါဘူးပုံပြီးတော့ခါကျတော့မိတ်ဆွေရဲ့အိမ်ဖရားမှာကျွေပကံပြားတစ်ချက်တည်းမှာတင်ပြီးတော့မိတ်ဆွေရဲ့မျက်စွာဖရားမှာငွေကြီးကိစ္စအားလုံးလက်လာပါအားလုံးဆူတောင်းပြီးတော့3ရက်တိတိသုံးမဟုတ်3ရက်ထပ်ပို့ပြီးတလာလုံးလုပ်လဲရတယ်။ဆူတောင်းပြီးတော့ငွေကြီးကံကောင်းစီရင်အထိတ်ထန်ပြူပါက ဂျာစာပရိသတ်မိတ်ဆွေတွေဟာဒီရက်၃လပိုင်းမှာဘယ်မှာလဲစိုးတာဆိုတာမရှိရတော့အောင်ဘူးအစိုးဆိုတာဘာလဲလို့မေးရတော့အောင်ကန်စတာကောင်းလာမှာဖြစ်ပြီးတော့ဆရာရဲ့မိတ်ဆွေဂျာစာပရိသတ်မိတွေအားလုံးဂျီ၂၀25၃လပိုင်းမှာအောင်မြင်မှုတွေအလီလီပိုင်ဆိုင်လို့အောင်မြင်မှုအပေါင်းတရပူဆောင်ယရနာစိန်ကြောက်ဇေတောက်နိုင်ကြတော့ပုံပုံများဖြစ်ကြပါစေဆရာဆုတောင်းပေးလိုက်ပါတယ်တောက်ကြတာသမီးတွေလည်းဆက်ရှင်ပါတယ်ခင်ဗျာယေရှုတင်ပါတယ်